င်္ဂလာပါရှင်နူးညံ့ပြတ်တာမေတ္တာထအစီအစဉ်လေးမှာနှုတ်ခွန်းဆက်သားလိုက်ပါတယ်ဒီအစီအစဉ်လေးကိုဆရာမလှိုင်းမှတင်ဆက်ပေးထားတာဖြစ်ပါတယ်မင်္ဂလာပါမိသားစုတစုမှာမိဘတွေဟာတာသမီးတွေကိုလမ်းပြတ်သွန်သင်ပုံပြုစုပြူထောင်ပုံအမျိုးမျိုးရှိပါတယ်တစ်ခုနဲ့တစ်ခုလည်းမတူညီကြပါဘူးတာသမီးတွေကိုမိမိလိုချင်တဲ့ပုံစံကိုတွင်ရတာ မိမိရဲ့ကြီးမှန်းထားတဲ့အရာကိုရောက်အောင်တွင်တင်ရတာဟာလည်းမလွယ်ကူလှပါဘူး။ဒါကြောင့်ဒီကနေ့မိဘတွေရဲ့တာဝန်ဟာဘလောက်အရေးကြီးတယ်ဆိုတဲ့အကြောင်းနဲ့သားသမီးတွေကိုဘလို့ကင်တွယ်ပြီး သူတို့ရဲ့ဘဝလေးတွေခန္ဓာပိုင်းဆိုင်ရာကြီးထွားဖို့စိတ်ပိုင်းဆိုင်ရာ လူမှုရေးဆိုင်ရာနဲ့ဝိညာဉ်ရေးဆိုင်ရာတွေဖွံ့ဖြိုးဖို့အတွက်ဝန်ဝပြုစုပြောင်းဖို့လို့ဒါအရေးကြီးတဲ့အကြောင်းအနေငယ်ဝေမျှလိုက်ရပါတယ်။ သားသမီးတွေဟာဘုရားသခင်ထံကလာတဲ့ကောင်းချီးမင်္ဂလာဘုရားပေးတဲ့အမွေဥစ္စာဖြစ်တယ်ဆိုတဲ့အကြောင်းဆာလံဆရာကဒုက္ကပတ်တော်မှာဖော်ပြထားပါတယ်။မိဘတွေကိုတော့စစ်သူရဲ့အဖြစ်လို့တင်စားထားပါတယ်။တရား29ခုဆာလံပိုက်35မှာတွေ့ရပါတယ်။ဒီသားသမီးတွေဟာသူရဲ့လက်ထက်မှာရှိတဲ့မြားဆိုပြီးတော့လည်းပြောထားတာတွေ့ရပါတယ်။ ဒီစစ်သူရဲ့ဟာသူ့ရဲ့ပြစ်မှတ်နော်ထိမှတ်ကိုရောက်ဖို့အတွက်အဲဒီညာကိုလေးပေါ်မှာတင်တဲ့အခါမှာတေးချချိန်ပြီးတော့ကျိုးအလျှော့အတင်းလုပ်ပြီးတော့ပြည့်ရပါတယ်တကယ်လို့ကျိုးကိုသူကတင်းတင်းလေးပြစ်လိုက်မယ်ဆိုပြရင်လေကျိုးတင်းလို့တဲ့အခါမှာပြစ်မှတ်ကြောတာဖြစ်ဖြစ်အေးလွဲသွားတာဖြစ်ဖြစ်ကျိုးကိုယွန်လွန်ပြရင်လေဒီထိမှတ်ကိုမရောက်ပဲလက်ကုလက်မှာ ရက်သွားနိုင်တာကိုတွေ့ရပါတယ်။ဆိုလိုတဲ့အတိပေကမိဘတွေဟာမိမိရဲ့သားသမီးကိုဒီမြားလိုပဲကိုယ့်ရဲ့ထိမှတ်ကိုရောက်ဖို့လိမ်မာရင်ကြီးတဲ့အောင်မြင်တဲ့ချမ်းမာတဲ့သားသမီးအမိသားစုဘဝဖြစ်ဖို့အတွက်ဒီနေ့မိဘတွေမှာအလွန်ပဲဒီကျိုးကိုအလျှော့အတင်းလုပ်ပြီးတော့တွင်တင်လမ်းပြပေးဖို့လိုတဲ့အကြောင်းတွေ့ရပါတယ်ဒီကနေ့ မိဘတွေဟာမိဘပုံစံပြုတာဟာကအမျိုးမျိုးရှိပါတယ်။တချို့မိဘတွေကတော့ငါဟာအိမ်ထောင်ဦးကြီးဆိုပြီးတော့အာနာအခွင့်ကိုသုံးပါတယ်။အဲအိမ်မှာအဲကိုပြောတဲ့အတိုင်းဖြစ်ရမယ်။ကိုရဲ့စီကံကိုတင်းမတင်းလိုက်နာကြရမယ်ဆိုပြီးတော့တင်းတင်းကြပ်ကြပ်နဲ့အဲကန်တွေ့တဲ့မိဘတွေလည်းရှိပါတယ်။အဲ့လိုမိဘပြုတဲ့အခါမှာသားသမီးတွေက တင့်ချက်လွန်းတဲ့အခါမှာအိမ်မမပြောတော့ဘဲနဲ့အဲအိမ်ဘောကနေဆင်းသွားတဲ့အဖြစ်မျိုးတွေလည်းပြည့်ကြုံရပါတယ်မိဘနဲ့သားသမီးဆက်ဆံရေးဟာလည်းနောက်ပိုင်းမှာမကောင်းတာကိုတွေ့ရပါတယ်တချို့မိဘတွေခြားပြန်တော့လဲသားသမီးကို အလိုလိုက်ထားတာတွေ့ရတယ်သားသမီးရဲ့ကိုအာပြီးရင်ပြီးရောဆိုပြီးလွတ်ထားတယ်သားသမီးရဲ့အပြုအမူဟာမှားယွင်းနေတယ်ဆိုပေမဲ့လည်း တာသမီးရဲ့အလိုကိုလိုက်ပြီးတော့သူတို့လိုချင်တာကိုပေးတယ်ဒီလိုမျိုးတာသမီးတွေကြတော့နောက်ဆုံးမှာဒီပျက်စီးဓာတ်တွေလည်းတွေးရတယ်ဘာလို့လဲဆိုလို့ရှိရင်သူများရှင်ကိုရောက်တဲ့အခါမှာပြောမရဆိုမရနဲ့သူတို့တွေကသူတို့အလိုအတိုင်းပဲအဲသူတို့နေကြတဲ့အခါမှာပတ်ဝန်းကျင်နဲ့အဲတဟဆာရမဖြစ်ပါဘူးမိဘတွေကလည်းသူတို့တောင်းဆိုသမျှကို တက်နိုင်တဲ့မိဘတွေပတ်စံရှိတဲ့မိဘတွေဆိုလို့ရှိရင်ပေးကမ်းတဲ့အခါမှာကလေးတွေကလွတ်လပ်မှုကိုအလဲသုံးစားလွတ်လာတဲ့အတွက်ကြောင့်အဲ့ဒီမိသားစုအင်ချောင်းဟာလည်းအဆင်မပြေလှပါဘူးနောက်တစ်ခုကဒီတချို့မိဘတွေကကြတော့ဒီခွဲခြားဆက်ဆံတဲ့ဖက်လိုက်တဲ့မိဘပြုမှုပုံစံဖြစ်ပါတယ်မြေကုံမောင်နှမတွေဒါသမီးတွေကိုခြားဆက်ဆံတဲ့အခါမှာသူတို့အချင်းချင်း အဲတွေးခွဲလာကြတယ်မိဘတွေအပေါ်မှာမပြတ်မတက်လှုပ်လာတယ်ဆိုတာမြင်လာပြီးတော့ဒေါသထွက်လာကြတယ်ဒါကိုလည်းကျမတို့တမန်ကျမ်းစာမှာဒီယောသရဲ့ညီအကိုတွေအကြောင်းကိုကျမတို့သိဖို့တဲ့အတိုင်းပါပဲယောသကိုဖခင်ကြီးကရမ်းချစ်တဲ့အခါမှာအကိုတွေကတအားမုန်းပြီးတော့သူ့ကိုတတ်ဖို့အထီးကြံစီတယ်နောက်ဆုံးတော့အဲသူ့ရဲ့ညီလေးကိုကျုံအဖြစ်နဲ့ရောင်းစားတဲ့အဖြစ်အပျက်ကိုကျမတို့သင်ခန်းစာယူလို့ရပါတယ် နောက်မိဘပြုချင်းပုံစံတစ်ခုကတော့အကျိုးအကြောင်းဆက်ဆက်မှုမှန်ကန်တဲ့ဒီအပြုတဘောဆောင်တဲ့မိဘပြုချင်းဖြစ်တယ်။အဲ့ဒီမှာမိဘနဲ့သားသမီးရဲ့ဆက်ဆံရေးအရင်ပဲကောင်းမွန်ပါတယ်။မိဘကကလေးတွေကိုစနစ်တကျလူရဲ့အပြုတ်သဘောဆောင်တဲ့စီကံလေးတွေထားပေးတယ်။လွတ်လွတ်လပ်လပ်ပြုမှုဆောင်ရွက်ခွင့်ကိုလည်းပေးတယ်။ဒါပေမဲ့သူတို့ကစီကံအတွင်းမှာပဲသူတို့ မိဘနဲ့သားသမီးညှိနှိုင်းပြီးတော့ရေးဆွဲထားတဲ့အရာလေးဖြစ်တဲ့အခါမှာအဆင်ပြေပါတယ်။ပြီးတော့မိဘတွေကလည်းသားသမီးတွေကိုချစ်တယ်ဆိုတဲ့အကြောင်းကိုပြပြီးတော့သူတို့ရဲ့တာဝန်ဝတ္တရားကိုကျေအောင်လုပ်ပါတယ်။သားသမီးတွေကိုအချိန်ပေးတယ်၊လိုအပ်တဲ့အရာမှန်သမျှလမ်းပြတွန်တင်ပေးတယ်၊ဒီအရာမှားတယ်ဒီအရာမှန်တယ်ဆိုပြီးတော့သူတို့ပြောပြတယ်။သားသမီးတွေကလည်း ဟောအဖေမေတို့အားအားကိုးတယ်အဖေမေကသူတို့ကိုချစ်တယ်ဆိုရတိတဲ့အခါမှာအမိဘကိုလည်းသူတို့ပူပြီးတော့တရားစင်ရှိပြီးမိဘစကားကိုလည်းနားထောင်လာကြတာတွေ့ရတယ်။ဒါကြောင့်ဒီမိသားစုအိမ်ထောင်ကတော့တကယ်ပဲတယောက်နဲ့တယောက်ချစ်ခင်လေးစားတဲ့အပြုအမူတွေအဲသူတို့ကအပြန်အလှန်နှိမ့်ွယ်မှု ရှိတဲ့အတွက်ကြောင့်တဲ့တကယ်ပဲအဲဒီတရားပြောရှင်းပွဲကောင်းတဲ့အိမ်ထောင်လေးတစ်ခုဖြစ်နေအဲရက်တည်နိုင်တာကို တွေ့ရပါတယ်သူတို့အမားတစ်ခုလုံမိတယ်ဆိုရင်လည်းမိဘကညင်းမင်းတရားလုတာပါတယ်နောက်တစ်ခါမှပါစေနဲ့ဆိုပြီးတော့သူတို့ကိုတကယ်ပဲအပြုတ်သောနဲ့အဲတွင်တင်လက်ပြပြတဲ့အခါမှာတာသမိတရားလည်းလက်ခံပြီးတော့ပြုတ်ပြင်လာကြတယ်ဒါကြောင့်ဒီဟုတ်တယ်မိဘပြုတ်မှုပါဆိုလို့ရှိရင်ကလေးမြအပေါ်မှာအရာပဲအကျိုးတရားမှုရှိပြီးတော့ ကလေးတွေကလည်းမိမိကိုယ်ကိုယုံကြည်အားကိုးမှုရှိလာတယ်။အဲပတ်ဝန်းကျင်မှာဆက်ဆံရလဲတကယ်ချင်းကြည်တိမ်မွေ့ပြီးတော့အဲသူတို့တွေကအဲဒီအားငယ်စိတ်တွေလည်းမရှိတော့ပါဘူး။နောက်မိဘတချို့ကြတော့လဲလုံးဝအဲတာသမီးတွေကိုအချိန်ပေးတာမရှိပါဘူး။တာသမီးတွေကိုခယူမဆိုင်တဲ့မိဘပြုမှုပုံစံတွေ့ရပါတယ်။မိဘတွေဟာအလုပ်ကိစ္စတွေနဲ့အဲဘောနမအားကြဘူး။ ဇာဝတ်တွေရဲ့အတွေ့ရုံပြန်နေကြရတယ်။အဲ့ဒီခါမှာသားသမီးတွေရဲ့အဲဒီပြောဆိုတဲ့ရင်သွင်းရစကားတန်တွေသားသမီးတွေကသူတို့ကိုဂယုဆိုင်ရှင်တဲ့လူချင်းတဲ့အရာတွေကိုသူတို့ကမပေးနိုင်ကြဘူး။အဲ့ဒီခါမှာမိသားစုထဲမှာအဲဘယ်လိုဖြစ်လာလဲဆိုရင်သားသမီးတွေဟာစိတ်ဓာတ်ရည်တွေရလာတယ်။အဲမိဘတွေကဖေမေတွေကအဲငါတို့ကိုယူမဆိုင်ဘူး။အဲငါတို့ပြောချင်တဲ့အရာတွေလည်းပြောလို့မရဘူး။ ဆိုတဲ့အတွေးတွေဝင်ပြီးတော့ပတ်ဝန်းကျင်မှာလည်းတင်ငယ်စိတ်တွေဖြစ်လာတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီကနေ့မိဘရဲ့အဲ့ဒီဝတ္တရားတာဝန်ဟာအလုံးပဲအရေးကြီးပြီးတော့တတိလဲထားရမယ့်အရာဖြစ်ပါတယ်။အထူးသဖြင့်အဲ IT ခေတ်မှာအမိဘတွေဟာသားသမီးဤတွေကိုပြောဆိုဆုံးမတုံ့တင်ချင်းအထူးသဖြင့်ဖုန်းတွေ DVD ဂိမ်းစီကြပါ တတော်ပဲခက်ခဲတာတွေ့ရပါတယ်။မိဘတချို့ကိုကျမကြည့်တဲ့အခါမှာသူတို့သားသမီးတွေဟာ ဖုန်းတွေနဲ့အဲအချင်းကုန်တာတို့အဲပြောလဲဆိုလို့မရတာတို့အဲဒီကြမ်းကြမ်းတန်တန်တုံ့ပြန်ဆက်ဆံတာတို့ဟိုတွေ့ရတဲ့အခါမှာကျမလည်းစိတ်မကောင်းပါဘူး။အကြောင်းဒါကိုဘယ်လိုလုပ်ရမလဲဆိုပြီးတော့သူတို့ကဘယ်လိုအားပေးရမလဲဆိုပြီးတော့ကျမလည်းဒီတက်ကြွတဲ့ဒီကလေ ေစေပညာဆိုင်ရာတွေရစာအုပ်တွေလည်းများကြီးဖတ်ပါတယ်အဲ့ဒီမှာဘာတွေ့ရလဲဆိုရင်ဆ iam တူဥမာရဲ့မိတ်ဆွေကပြောပြတာကအဲ့လိုမျိုးကလေးတွေကိုတဘာဝနဲ့များများထိတွေ့ပြီးပါဆိုလိုတဲ့ထိပ်ပဲကသူတို့တွေကို အပြင်မှာပြင်တဲ့ကန်းချီတွေစမ်းချောင်းလေးတွေတောတောင်ရင်မြေတွေမှာသွားပြီးတော့သူတို့နဲ့နေတယ်ကစားပြေးတယ်ပုံပြပြောပြရတယ်အချိန်ပေးတာကိုကျွန်တော်လုပ်ရမယ် ဒါပေမဲ့ခက်တာတဲ့နဲ့မိဘတွေကအရာအလုံးများတဲ့အခါမှာမိသားစုနဲ့အတူတူအချိန်ပေးဖို့တော်တော်လေးကိုဟိုရှာရတယ်အချိန်လိုပေါ့နော်ဆိုရင်ဘာပဲဖြစ်ဖြစ်အဲ့ဒါအရေးကြီးတယ်သွားပေးရမယ်အဲ့ခါမှာသွားလိုက်တဲ့အခါမှာဒီကလေးတွေကအမြင်တစ်တေအတွေ့အကြုံကြည့်ပြီးတော့အော်ဒီလိုမျိုးတွေလည်းရှိတယ်ဆိုပြီးတော့သူတို့ကဒီဖက်ကဒီဖုန်းတွေအဲ့ဒီ TV တွေကိုသူတို့ကဘေးတွေကခဏပေါ့နော် short ချလိုက်တာဖြစ်တယ် ဆိုရင်သူတို့စိတ်ဝင်စားတဲ့အရာလေးတွေကိုဆွဲတယ်မပုံပြနားထောင်တယ်ဆိုရင်သူတို့တွေကအဲ့ဒီအရာမှာလင်းပြောလာတဲ့ကဘာအကျိုးကျေးဇူးရရှိလဲဆိုရင်ဒီစာရေးဆရာမတူရေးထားတာကလေးတွေကတဲ့ငွေဖွာစားနေပြီသူတို့ရဲ့အုံနောက်ဆဲလေးတွေဟာတကယ်ပဲတစ်ခုနဲ့တစ်ခုထိဆက်ဖို့အဲ့တကယ်ခိုင်မာတဲ့အုံနောက်ဖွံ့ဖြိုးတဲ့အုံနောက်ဖြစ်ဖို့အဲစားများများဖတ်ပေးပါတဲ့သူတို့ကပုံပြင်များများပြောပေးပါတဲ့ သူကဥပမာပေးထားတာကဟိုမြတ်တော်လေးတစ်ခုရှိတယ်အဲ့ဒီမြတ်တော်လေးမှာလူသွားလမ်းလေးမရှိဘူးဒါပေမဲ့လည်းအဲ့ဒီမြေပင်အပေါ်မှာအဲခဏခဏရှောက်ပေးတယ်အဲနောက်တစ်ယောက်လာရင်လည်းရှောက်တယ်အသွာအပြန်ရှောက်တယ်ရှောက်ရင်ရှောက်ရင်လည်းအဲ့ဒီမြတ်တော်လေးဟာပေါ့နော်လူသွားလမ်းလေးလမ်းကလေးဖြစ်လာတယ်ဒီဆိုလိုတဲ့အတိတ်ပဲကဒီကနေ့သူတို့ဟုတ်ကူခဏခဏဒီပြောပေးတယ် ခဏခဏသူတို့နဲ့ကြားရတယ်ထိတွေ့ရတဲ့အခါမှာသူတို့ရဲ့အုံနောက်ဆဲဒေးတွေဟာတစ်ခုနဲ့တစ်ခုထိဆက်ခဏခဏအထိဖန်ချိဆက်လာတဲ့အခါမှာအုံနောက်ဖုန်ဖြိုလာတာကိုတွေ့ရပါတယ်ဟုတ်ပါတယ်ကျမရဲ့မြေကလေးကဒီနေ့ပုံပြပြောပြခိုင်းတယ်အဲ့ဒီခါမှာကျမကယူနေလက်ကလေးပုံပြအကြောင်းကိုပြောပြတော့သူကအားသဘောကျပါတယ်နောက်တစ်ခါသူကပုံပြခိုင်းရင်လည်း ယုံနဲ့လေးအကြောင်းပြောခိုင်းကြတယ်ခဏခဏပြောခိုင်းတဲ့အခါကျမကစိတ်မရှိတော့ဘူးဘာဖြစ်လို့ဒီယုံနဲ့လေးပုံပြင်ပဲခဏခဏပြောခိုင်းရတယ်လဲလို့စဉ်းစားမိတဲ့အခါမှာဒီဆရာမပြောပြတဲ့အရာကိုတတိယမိပါတယ်သူကအဲ့ဒီပုံပြကိုခဏခဏကြားလာရတဲ့အခါမှာပုံပြထဲကဇက်ကောင်တည်းရဲ့ပြောဆိုတာယုံကလေးကအပြင်းမြန်ပေမဲ့လည်းအိတ်ပုတ်တယ်ပြင်းကြီးတယ်လက်ကလေးကသူ့ရဲ့ ဘောတဘာဝနှစ်နှစ်လေးပဲသွားပြီးမဲ့လေသူကဆွဲရှိတယ်ဒီအကြောင်းလေးတူခဏခဏကြားရတဲ့အခါမှာသူရဲ့ဦးနာပြောတဲ့ဦးနှောက်ကဆဲလေးတွေကကြားဖာများတဲ့ထိဖာများတဲ့အခါမှာဦးနှောက်ကလည်းဖွံ့ဖြိုးလာတယ်ဆိုတာတွေ့ရပါတယ်ဒီကနေ့ကျမရဲ့ညီမမိသားစုတွေကပြည်ပမှာနေကြပါတယ်ကလေးတွေကိုကြောက်မှာတော့အားတဲ့အခါမှာအဲဒီကြောက်ဆရာမတွေက စာအုပ်တွေအများကြီးပြေးလိုက်တယ်။အဲအဲ့ဒါတွေကိုပြေးအောင်ဖတ်ပြပါလို့ပြောတယ်တဲ့။အဲကျမကအရန်အော်အော်တယ်။မိဘတွေကဒါသားသမီးလေးတွေမဖတ်တတ်တဲ့အချိန်မှာဖတ်ပြပေးတယ်။သားသမီးတွေကိုဖတ်တတ်တဲ့အချိန်မှာလည်းပြေးအောင်သူတို့ကတွန်းအားပေးရတယ်။သားသမီးတွေကိုအရန်ပဲဂရုစိုက်တတ်တွေ့ရပါတယ်။အဲ့ချိန်မှာကလေးတွေဟာကိုကိုတိုင်းလှုပ်ဆောင်ရတယ်မြင်တွေ့ဖန်များတယ်ကြားဖန် ညားတဲ့အခါမှာသူတို့တွေကညင်ရဖွံ့ဖြိုးတဲ့ကလေးလေးတွေဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ဒီစာတင်ခန်းဒီမှာဝငယ်ရတဲ့ကလေးတွေဆိုသူနှစ်အရွယ်လိုက်ပေါ့။အော်ဒီရုပ်ပုံတွေကတ်ထားတယ်။ဒီအလီပေါင်းတွေကတ်ထားတယ်။အယောင်လေးတွေကတ်ထားတယ်ဆိုတာအအတိတ်ပဲရှိပါတယ်။နစ်စင်နဲ့အမြားသူတို့မြင်ဖန်များလာတဲ့ကြားဖန်များလာတဲ့အခါမှာသူတို့တွေမှတ်မိလာတာဖြစ်ပါတယ်။ဒါကြောင့်ချစ်တော်မိဘဆရာများ ယူထင်းသူများဒီနေ့ကလေးတူကြီးထွားလာပြီးတော့ညင်ရင်ဖွဖြွေပြီးလိမ်မာရင်ကြီးတဲ့အဲကလေးတူဖြစ်ဖို့အဲတကယ်ပဲမလွယ်ကူပါဘူးဒါပေမဲ့ကျမတို့ဝိုင်းဝန်းပြီးတော့အဲဒီကလေးလေးကျမ်းမာအောင်အဲညင်ရင်ဖွဖြွေအောင်အဲကျမတို့ဝိုင်းဝန်းပြုစုပြုထားဖို့အရင်ပဲအရေးကြီးပါတယ်။ကျမတို့အားလုံးဟာအဲဝိုင်းဝန်းပြီးတော့ကျမတို့ရဲ့မိသားစုမှာ အဲတွေ့ကြုံရတဲ့အရာအားလုံးဒီထက်ကမိဘပြုတဲ့အခါမှာလည်းကောင်းမွန်တဲ့မိဘပြုခြင်းကို ကျမတို့လက်တွေ့လှူဆောင်နိုင်ဖို့အဲကြိုးစားကြပါစို့လို့အနေငယ်ကိုအပ်ပြလိုက်ရပါတယ်။ဇန်နရသူရောက်စီတိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေ။ 真的吗？被万一看见不？ ရှင်တွေလေးတခင်ဖျားက chare tu si are lu me me bo wa kle ya ye a man ne a ma ko ma ti de de kle nge nge do na shi ta me ma se kai ja de say ne a pyu ya wa so wo chin ja ma be berwarna ဝါရဖို့မှာထုတ်ဝေတော့ခွန်အားပေးဆောင်ငယ်လေးများကိုအခမဲ့အမာယူဖတ်ရှုနိုင်ပါတယ်။မာယူလိုပါက39ခွန်85 298တက်တို့ဆက်သွယ်မာယူနိုင်ပါတယ်။ရောက်စီတိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။